္ဂလာပါကလေးတို့ရေဒီချက်ကတော့ grace သိပ္ပံသင်ကြားပေးမယ့်အချက်ချမ်းဖြစ်ပါတယ်အခန်း၃အသင်ခန်းစာ၃အလေးချိန်အကြောင်းလေးကိုဒီချက်တို့ဆက်ပြီးတော့လေ့လာကြရအောင်နော်ကဲဟုတ်ပြီအလေးချိန်ကဲနေရာလေးစမယ် ဝိထုတစ်ခုပေါ်ကိုတကယ်တော့ကဘာမြေကြီးမှစွဲငင်တဲ့ဓာတ်ဆွဲအားကိုအလေးချိန်လို့ခေါ်ပါတယ်။ကဲလုပ်ငန်းတက်သွားမယ်။စက်သွန်နီစက်သွန်ဖြူအာလူငါစတဲ့ပစ္စည်းတွေကိုဝယ်ယူတဲ့အခါမှာကီလိုဂရမ်ပိတ်တာစက်တာစသည်တို့မှာဘယ်လိုအချင်းအတွေ့ကိုအသုံးပြုပါသလဲ။ ဲအဲ့တော့ဒီချေတို့တွေဖြည့်ကြည့်အောင်ပစ္စည်းတစ်ခုမှာပါဝင်တဲ့ဒွတ်သားပမာဏကိုဒွတ်ထုလို့ခေါ်ပြီးတော့မှဒွတ်ထုကိုကီလိုဂရမ်နဲ့ဒီချေတို့တိုင်းတာတယ်ဝတ္ထုတစ်ခုပေါ်တော့ကဘာမြေကြီးမှာစွဲငင်တဲ့ဓာတ်ဆွဲအားကို အလေးချိန်လို့ဒီချေတို့သတ်မှတ်တယ်အလေးချိန်ကိုဒီချေတို့ကနျူတန်ဆိုတဲ့အန်ဖြစ်တိုင်းတာပါတယ်ထို့ကြောင့်သိပ္ပံပညာရက်မှာဆိုရင်တော့ဒွတ်ထုနဲ့အလေးချိန်တို့ဟာမတူညီတဲ့အရာနှစ်ခုဖြစ်ပါတယ် လက်တွေ့၌ကျွန်ုပ်တို့ဟာအရာဝတ္ထုပစ္စည်းတွေကိုချိန်တွယ်ဝယ်ယူရောင်းချတဲ့အခါမှာဆိုရင်ကီလိုဂရမ်ဂရမ်ပိတ်တာကျက်တာစသဖြင့်ရေတို့ကသုံးဆွဲကြပါတယ်။ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့ထင်ပါတယ်။နောက်သင်ခန်းစာမှာဒီချိန်နဲ့တူတူပြန်တွေ့ကြမယ်နော်။ကဲဟုတ်ပြီဒီချေတို့ကလုပ်ငန်းနှစ်ကလေးကိုဆက်ပြီးတော့လေ့လာရအောင် ကျောင်းသားများအားရေဖြည့်ထားတဲ့ဖန်ခွက်တစ်လုံးနဲ့ရေဖြည့်ထားတဲ့ရေပုံးတစ်ပုံးကိုဒီခေတ်တော့မာကြည့်မယ်။ကဲအဲ့တော့ဘယ်ဝတ္ထုကမဖို့အတွက်ဆိုရင်အားပိုလိုအပ်ပါသလဲ။ဟုတ်ပြီ။မြည်သည့်ဝတ္ထုကလည်းဒွတ်ထုပိုများနေပါသလဲ။ပြီးရင်ဘယ်ဝတ္ထုကအလေးချိန်ပိုများနေပါသလဲ။ ကဲဟုတ်ပြီဒီချိန်နဲ့တူတူဖြည့်ကြည့်ကြရအောင်เนาะအဲ့တော့ရေဖြည့်ထားတဲ့ဖန်ကွက်တစ်လုံးနဲ့ရေဖြည့်ထားတဲ့ရေဘုံတို့ကိုမရန်ဒီချိန်တို့အားလိုပါတယ်ချေတို့ရေသူတို့နှစ်ခုရေအလေးချိန်ကတော့မဖြစ်လဲမတူညီကြအောင်เนาะကဲအဲ့တော့ drop ပမာဏနည်းတဲ့ဖန်ကွက်ကိုမရန်ဒီချိန်တို့အားကတော့အနည်းငယ်ပဲလိုပြီးတော့ drop ပမာဏများတဲ့ရေဘုံကိုမဖို့ဆိုရင်เนาะအားပိုလိုအကြောင်းကိုတအားသမီးတို့သိရမယ်ထို့ကြောင့်ရေဘုံထဲမှာရှိတဲ့ရေရဲ့အလေးချိန်ဟာ ဖန်ခွက်ထဲမှာရှိတဲ့ရေရဲ့အလေးချိန်ထက်ပိုများပါတယ်ဝိထုတစ်ခုရဲ့ဒွတ်သားဓာတ်ပမာဏများလို့ရှိရင်တော့အလေးချိန်များပြီးတော့ဝိထုတစ်ခုရဲ့ဒွတ်သားဓာတ်ပမာဏနည်းလို့ရှိရင်တော့အလေးချိန်နည်းပါတယ်ရင်းအလေးချိန်အားနှစ်ခုတို့ဟာအောက်ဖက်သို့သာဥတည်နေပါတယ်တနည်းအားဖြင့်ဆိုရမယ်ဆိုလို့ရှိရင်ရင်းအားအလေးချိန်တွေဟာရေဖန်ခွက်ပေါ်သို့ကဘာမြေကြီးမှဆွဲတဲ့ ဓာတ်ဆွဲအားနဲ့ရေဘုံပေါ်သို့ကဘာမြေကြီးမှဆွဲတဲ့ဓာတ်ဆွဲအားတွေကြောင့်ပဲဖြစ်ပါတယ်ကွယ်။ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့ထင်ပါတယ်။နောက်သင်ခန်းစာမှာဒီချင်းနဲ့အတူပြန်တွေ့ကြမယ်နော်။ကဲဒီချိန်နဲ့တူတူလုပ်ငန်းသုံးလေးကိုဆက်ပြီးလေ့လာမယ်နော်ရေပြည့်နေတဲ့1လီတာတောက်ရေသန့်ပလင်းတစ်လုံးကိုတစ်ချို့မှမယ်ရင်းအလေးချိန်ကဘယ်လောက်ရှိမလဲ ကဲဟုတ်ပြီဒီချက်ရှင်းပြပေးမယ်နော်အဲ့တော့ရေ1လီတာရဲ့ drug ထုဟာဆိုလို့ရှိရင်တော့1 kg ရှိလို့ရှိရင်ထိုးရေပလင်းကိုကဘာမြေကြီးမှတက်ရောက်တဲ့ဆွဲရတနည်းအားဖြင့်ရေပလင်းရဲ့အလေးချိန်ဟာ30နျူတန်ဖြစ်ပါတယ်ဝတ္ထုတစ်ခုရဲ့အလေးချိန်ကိုသိလို့လင်ရင်းဝတ္ထုရဲ့ drug ထု kg ကို အနည်းဆုံးတန်ဖိုး30နဲ့မြောက်ရပါမယ်နော် ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့ထင်ပါတယ်။နောက်သင်ခန်းစာမှာဒီချိန်နဲ့တူတူပြန်တွေ့ကြမယ်နော်။ကဲဒါဆိုရင်လုပ်ငန်းလေးလေးကိုဆက်ပြီးရောလေ့လာမယ်။တလီတာရှိတဲ့ရေသန့်နှစ်ပလင်းရဲ့ဓာတ်ထူကဘယ်လောက်ရှိပါသလဲ။တလီတာစီရှိတဲ့ရေသန့်နှစ်ပလင်းရဲ့အလေးချိန်ကရောဘယ်လောက်ရှိပါသလဲ။ ကဲဒါဆိုရင်ဒီ channel တူတူဖြည့်ကြည့်ရအောင် ရေသနှစ်ပလင်းရဲ့ဓာတ်ထုကတော့1 kg ဖြစ်တယ်ဒါကြောင့်ရေသနှစ်ပလင်းကိုကဘာမြေကြီးမှတက်ရောက်သောဆွဲအားတနည်းအားဖြင့်ရေသနှစ်ပလင်းရဲ့အလေးချိန်အားဆိုလို့ရှိရင်တော့20 newton ဖြစ်ပါတယ်ကဲဒါဆိုရင်ဒီ channel တူတူအဓိကချက်ကလေးကိုဆက်ပြီးတော့လေ့လာမယ်နော် သိပ္ပံပညာရပ်မှာဆိုရင်ဓာတ်ထုနဲ့အလေးချိန်တွေဟာမတူညီတဲ့အရာနှစ်ခုပဲဖြစ်တယ် ဝတ္ထုတစ်ခုရဲ့ဒွတ်သားဓုပမာဏများလို့ရှိရင်အလေးချိန်များ၍ဝတ္ထုတစ်ခုရဲ့ဒွတ်သားဓုပမာဏနည်းလို့ရှိရင်တော့အလေးချိန်နည်းပါမယ်ဝတ္ထုတစ်ခု၏အလေးချိန်ကိုသိလို့လျင်ရင်းဝတ္ထု၏ဒွတ်ထု ကီလိုဂရမ်ကိုဒီချေတို့အနည်းဆုံးတန်ဖိုး30နဲ့မြောက်ရပါမယ်ကဲဒါဆိုရင်ဒီချေတို့အခန်းသုံးကိုပြန်လဲသုံးသပ်ရမယ်ဆိုလို့ရှိရင်တော့အာအဲ့ဒီအာမမဒီချေတို့ဟာဒွတ်ဆွဲအားရှိမယ်ရုံးပြန်အားရှိမယ်လျှက်ဆက်အားရှိမယ်ပါလိုက်အားရှိမယ် အလေးချိန်လိုပဲဖြစ်တယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီသင်ခန်းစာလေးမှာတော့ဒီချေတို့ဟာအခန်း3အားမှာမှာသင်ခန်းစာ3အလေးချိန်နဲ့ဒီချေတို့ပြန်လည်သုံးသပ်ခြင်းလေးကိုဒီချေရှင်းပြပေးလိုက်တာဖြစ်ပါတယ်။ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့ထင်ပါတယ်။နောက်သင်ခန်းစာမှာဒီချေနဲ့အတူတူပြန်တွေ့ကြမယ်နော်။